ဒရိဆန်လီတကောင်နဲ့ခိုင်းနှိုင်းခံရတဲ့အပေါ်မှာပျော်နေခဲ့တဲ့တဲစုငိမ့်ရန်ကုန်ဆယ်လီနျူးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်တဲစုငိမ့်ကတော့ Miss Grand Myanmar 2024ရဲ့ဝန်ထမ်းဖြစ်ပြီးရဲ့နောက်ပိုင်းမှာရုပ်ရှင်ဇာတ်ကားကြီးတွေကိုဇက်တိုင်ရိုက်ကူးကွင်ရခဲ့တဲ့မင်းသမီးတအူးဖြစ်လို့လာခဲ့ပါပြီ Beauty ပေးချန်လောကကနေအမှုပညာလုပ်တွေကိုပဲဇက်တိုင်လှုပ်ချနာကြောင်းတခြား Miss ပြိုင်ပွဲတွေကိုလုံးဝပြိုင်ဖို့အစီအစဉ်မရှိသေးပေလက်ရှိမှာမင်းသမီးတလက်အနေနဲ့အမှုပညာလုပ်မှာရက်တည်ဖို့အတွက်ကြိုးစားနေတာပါ တဲဆုံငင်းကအသက်ငငယ်ရွယ်ရွယ်18နှစ်ထဲနဲ့အခုလိုမျိုးအောင်မြင်အောင်ကြိုးစားနိုင်ခဲ့လို့အားလုံးကတော့ထရီမုံရတီအသေးစားလေးလို့အတိမတ်ပြူနေတာပါတဲဆုံငင်းကအကောင့်သေးပြီမဲ့အစိတ်ပြင်းနဲ့တကယ်ကိုမာနကဲလေးဖြစ်လေအားလုံးကအတိမတ်ပြူကြပါရင်တဲဆုံငင်းကလူငယ်ဖြစ်တာကြောင့်ကြိုးစားခြင်းစိတ်အပြေအဝရှိပြီးစိတ်ရှိတိုင်းဆောင်ရွက်နိုင်တာတွေကလေတဲဆုံငင်းအတွက်အောင်မြင်မှုပန်းနိုင်ကိုအလျောက်တွန်းပို့နိုင်တဲ့အရာတွေဖြစ်လာမယ်ဆိုတာကသိကြပါရင်လက်ရှိမှာတော့တဲဆုံငင်းက မမိအချစ်ဦးဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးအတွက်အာထုပ်ကျူးပန်းနေတာဖြစ်ပါတယ်အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးကလည်းမကြခင်ရုံတင်တော့မှာဖြစ်ပြီးထရီလာပြသတဲ့အခါမှာပရိသတ်တွေကတဲဆူညင်ရဲ့တရုပ်ဆောင်ချက်တွေကိုအားရနေတာပါတခါမှမင်းသမီးမလုတ်ခဲ့ဘူးဝိမင်းအခုလိုမျိုးဒရမာကားတွေကိုအကောင်းဆုံးတရုပ်ဆောင်သွားနိုင်မယ်ဆိုတာကိုလည်းတဲဆူညင်နဲ့ပတ်သက်ပြီးယုံကြည်နေကြသလိုထရီလာတစ်ခန်းတစ်ခန်းကြီးလိုက်ရတာတော့တဲဆူညင်ရဲ့လုတ်ဆောင်ချက်တွေကိုမြင်လိုက်ရလို့ပရိသတ်တွေကတအံ့တော်ဖြစ်နေရတာပါတဲဆူညင်ကရုပ်ရှင်ဇာတ်ကားကြီးတွေစက်တိုက်ဆိုသလိုရိုက်ကူးနေရသလိုပွဲတက် ခန်းသားတွေမှာလည်းတောက်လျှောက်ဆိုသလိုတွေ့ရပါတယ်။ဒါကြောင့် fashion ပိုင်းအပြင်အစင်ပိုင်းတွေကိုလည်းတောက်လျှောက်ဆိုသလိုပြောင်းလဲနေရတာဖြစ်ပါတယ်။အဲ့လိုပြောင်းလဲမှုတွေကြောင့်ပဲလွန်ခဲ့တဲ့ရက်ကတဲစုငင်ကိုတရိတ်ဆန်လေးတကောင်ဖြစ်တဲ့ပရွက်စိတ်နဲ့ခိုင်းနိုင်ခဲ့ပါတယ်။ဒီလိုခိုင်းနိုင်ခံရတဲ့ပုံမှာတဲစုငင်ကစိတ်ဆိုးနေတာမျိုးမရှိဘဲနဲ့သူကတောင်ပျော်နေပါသေးတယ်။လွန်ခဲ့တဲ့ရက်က post လေးတစ်ခုတွေ့လိုက်တဲ့တဲစုငင်ကိုပရွက်စိတ်နောက်ထပ်ချင်တဲ့တူတဲ့သူရဲ့ ပင်းရင်နဲ့တူတဲ့သူရဲဆိုပြီးတော့မှအားလုံးကဝိုင်းပြီးတော့မှထရိုးနေကြတာဖြစ်ပါတယ်။ဒါရီကိုကြည့်ပြီးတော့တဲဆုညင်းနေနဲ့ကြည့်လိုက်တော့အော်ဟုတ်သားပဲတကယ်တူတာပဲ။ဒါပေမဲ့ပရိသတ်တွေကမုန်းနေစိတ်နဲ့လှုပ်တာမျိုးမဟုတ်ပဲနဲ့ချစ်စရာကောင်းတဲ့အပြင်းအစင်ကတ်တုံးကောင်လေးတွေနဲ့ခိုင်းနိုင်တာမို့လို့သူကိုယ်တိုင်ကသဘောကျရပါတယ်လို့ပြောပါရီ။နောက်ပြီးလက်တလုံးမှာတော့ခြင်နဲ့တူတယ်ဆိုပြီးနာမည်ကြီးနေတဲ့ကောင်လေးနဲ့ပတ်သက်ပြီးတော့လည်းတဲဆုညင်းကဟုတ်ကဲ့အဲ့ဒီကိုပြောရတာတော့အားနာပါတယ်တကယ်တူပါတယ်။ဒါကလည်းဟာတအနေနဲ့ပြောတာပါ။ခြင်နဲ့တူတယ်လို့စဉ်းစားလိုက်တဲ့အခန်းကခြင်နဲ့တူ နေပါတယ်ဆိုပြီးတဲစုငင်းကိုရံကထောက်ခံသွားတာဖြစ်ပါတယ်သူအနေနဲ့ပြည်သက်တွေကအခုလိုမျိုးချစ်ခင်လို့စားနောက်တဲ့ပုံမှာစိတ်ဆိုးတာမျိုးမရှိပါဘူးလူငယ်ဖြစ်တဲ့အတွက်ဒီယာရီပုံမှာလက်ခံနိုင်ပါတယ်သူကိုဝေဖန်တဲ့အရာတွေပုံမှာတော့တဲစုငင်းကအကောင်းဆုံးလက်ခံနိုင်ပြီးစူးစမ်းနိုင်ခဲ့တဲ့လူငယ်တယောက်ဖြစ်တာမို့လို့အခုလိုမျိုးဟာတအနေနဲ့ထိုးတာတွေကိုသူကိုရိုင်းအောင်သဘောကျနေခဲ့တာပါတချင်းလေးနဲ့အုပ်စုဖွဲ့ပြီးလုပ်ပေးထားလေးတွေကတော်တော်သဘောကျပါတယ် we are family ဆိုပြီးတက်လာတာကိုရိုင်းအောင်ကြည့်ပြီးတော့ဟုတ်သားပဲတော်တော်တူတာပဲဆိုပြီးပြောပါတယ်အမှုပညာသမားမလို့ ို့ fashion ပိုင်းနေစပေးအပြင်စင်တွေကတခုနဲ့တခုပြောင်းလဲရတဲ့အခါမှာအခုလိုမျိုးအမှတ်မတင်ဖြစ်သွားတာလေးလည်းရှိပါတယ်ဆိုပြီးတဲဆုငင်းကပြောလာပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောပရွက်စိတ်ချင်းနဲ့ပရစ်တို့ရဲ့ we are family လေးနဲ့ပတ်သက်ပြီးဘယ်လိုတွေမှတ်ချက်ပြုခြင်းလဲဗီဒီယိုအောက်က comment လေးမှာရေးသွားပေးငယ်ပါအောင်ရှင်